Millionaire Next Door ဆိုတဲ့စာအုပ်ဟာအမေရိကန်ပြည်ထောင်စုမှာတာမန်အိမ်ကြီးချင်းတယောက်လိုရိုးရိုးနေပြီးတန်းကြွယ်တဲ့ထေဖြစ်နေသူတွေရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ထားတဲ့ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။စာရေးသူတို့ဟာနှစ်ပေါင်း20ကျော်တုတေသနလုပ်ပြီးအမေရိကန်မှာတန်းကြွယ်တဲ့ထေအစ်စ်တွေရဲ့အလေးထားတွေဘဝနေထိုင်မှုပုံစံတွေကိုလေ့လာခဲ့ကြပါတယ်။ သူတို့ရဲ့တွေးရှိချက်ကတော့တန်းကြွယ်တထည်အများစုဟာလူကြိုက်များတဲ့အမှတ်တစိတ်တွေကိုမဝယ်ဘူးချင်းငွေနဲ့အတုံးမပြုတ်ဘူးသူများထက်ပိုစုတယ်ငွေကိုစနစ်တကျရင်းနှီးမြှုပ်နှံတယ်ဆိုတာပါပဲဒီစာအုပ်ကို1996ခုနှစ်မှာထုတ်ဝေခဲ့ပြီးယနေ့အထိအုပ်ရည်3တန်းကျော်ရောင်းချခဲ့ပါတယ်ဒီစာအုပ်ရဲ့အဓိကသင်ခန်းစာကတင်ဟာဝင်ငွေများများမရှိရင်တော့စနစ်တကျစုဆောင်ပြီးငွေကြေးလွတ်လပ်မှုရနိုင်တယ်ဆိုတာပါပဲ။ ဒီစာအုပ်ထဲမှာတန်းကြွယ်တထေးတွေရဲ့လှုပ်ဝက်ချက်၃ချက်ကိုရှင်းပြထားပါတယ်။တစ်အချက်ကဝင်ငွေရှိလာတာနဲ့တည်တည်ချာချာစုပါ။လူအများစုကငွေရှာဖို့ခက်တယ်၊ဒါကြောင့်ငွေစုဖို့မဖြစ်နိုင်ဘူးလို့ထင်ကြပါတယ်။တကယ်တော့တန်းကြွယ်တထေးအများစုဟာသူတို့ဝင်ငွေရဲ့20ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိပုံမှန်စုဆောင်းကြပါတယ်။ဥပမာတင့်ဝင်ငွေကတစ်လတစ်သိန်းဆိုပါဆိုအခြေခံအသုံးစရိတ်က6000ဖြစ်မယ်ဆိုရင် ကျန်တဲ့၄တောင်းကိုစုဆောင်ခြင်းရင်းနှီးမြှုပ်နှံမှုလုပ်တင်ပါတယ်။ဒါကြောင့် credit card အလွန်အကျွံသုံးတာတွေတင့်ဝင်ငွေနဲ့မမျှတာတဲ့ဖုန်းကားအဝတ်အစားဝယ်တာတွေရှောင်ကျဉ်တင်ပါတယ်။ဒါတွေကချမ်းသာမှုအတုတွေပဲဖြစ်ပါတယ်။နှစ်အချက်ကတင့်ရဲ့ဝင်ငွေထွက်ငွေကိုကြိုတင်တွက်ချက်ဖို့ပါ။သုံးပြီးမှပြန်တွက်တာထက်ကြိုတင်စီစဉ်တွက်ချက်ပြီးဘတ်ဂျက်ချပြီးမှသုံးတာကပိုအကျိုးရှိပါတယ်။စတန်လီတို့ရဲ့ချမ်းသာမှုဖော်မြူလာကို သုံးပြီးတင့်ရဲ့ငွေကြေးအခြေအနေကိုတိုင်းတာနိုင်ပါတယ်။ ဖော်မြူလာကတင့်အသက်ကိုနှစ်စဉ်ဝင်ငွေနဲ့မြောက်ပြီး30နဲ့စားဖို့ပါပဲအသက်40အထိတနှစ်ဝင်ငွေ330ဆိုရင်လက်ထဲမှာစုငွေ300ကျော်လောက်တော့ရှိနေတင်ပါတယ်သုံးချက်ကမိဘတွေရဲ့ငွေကြေးထောက်ပံ့မှုအပေါ်မမိခိုးဖို့ပါ ချမ်းသာတဲ့မိဘတွေကသူတို့ကလေးတွေကိုငွေကြေးအလွယ်တကူပေးတတ်ပါတယ်။ဒါဟာကလေးတွေအတွက်ကိုပိုင်ဝင်ငွေနဲ့မိဘငွေကြေးကိုရောထွေးပြီးသူတို့ရဲ့ငွေကြေးစီမံခန့်ခွဲနိုင်စွမ်းကိုကြာစင်းစေပါတယ်။ ငွေလွယ်လွယ်ရနေတဲ့ကလေးကလွယ်လွယ်သုံးဆွဲပြီးကိုယ်တိုင်ရှာဖို့စူးစမ်းခြင်းမရှိတော့ဘူး။နောက်ဆုံးမိဘငွေကုန်သွားရင်ကလေးအတွက်ငွေကြေးနဲ့ပတ်သက်ပြီးအခက်အခဲတွေရှိလာနိုင်ပါတယ်။ဒါကြောင့်မိဘတွေအနေနဲ့ကလေးတွေကိုငွေပြည့်ဝမပေးဘဲရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းတွေတင်ပေးပါ။ကလေးတွေအနေနဲ့မိဘပတ်စံကိုအရင်းနှီးဖြစ်သုံးပြီးကိုယ်ပိုင်ဝင်ငွေဖန်တီးပါ။ဒီစာအုပ်ကငွေကြေးလွတ်လပ်မှုရဖို့ဘယ်လိုနေထိုင်ရမလဲဆိုတာကိုရိုးရှင်းစွာရှင်းပြထားပါတယ်။ တာမန်ဝန်ထမ်းတယောက်အနေနဲ့လည်းငွေကြေးတည်ငြိမ်အောင်စနစ်တကျစုဆောင်းနိုင်တယ်ဆိုတဲ့အချက်ကိုတက်တည်ပြထားပါတယ်။ဒီစာအုပ်ကိုဖတ်ပြီးရင်အလွန်ကျွံသုံးဆွဲခြင်းကိုရက်တံပါ။ဝင်ငွေရဲ့20ရာခိုင်နှုန်းအနည်းဆုံးစုဆောင်းပါ။မိသားစုအတွက်ငွေကြေးအသိပညာတိုးမြင့်ပါ။ချမ်းသာခြင်းရင်တာမန်လူတွေလိုမနေနဲ့တာမန်လူတွေလိုနေရင်ချမ်းသာလာမှာမဟုတ်ဘူးဆိုတဲ့စာအုပ်ရဲ့တောချက်ကိုမမေ့ပါနဲ့။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။